ကနန်ဒေတာကြီးထပ်ပိုင်းပမောင်းမြို့နယ်အနောက်ဘက်ရှမ်းမှာစတုံးစီတပေပါကိုသိန်း30ကျော်အထိအဆက်မတန်ဈေးနှုန်းမြင့်တက်နေတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ပမောင်းမြို့နောက်ဘက်ရှမ်းရွှေတော်စိတ်ကမ်းမှာစတုံးစီတပေပါကို25သိန်းကျော်ပရီမီယံစတုံးစီတပေပါကိုသိန်း30ကျော်ဓာတ်စီတပေပါကိုသိန်း30ကျော်အထိဈေးနှုန်းရှိနေတယ်လို့ဒေသခံတို့ကပြောပါဗျ။စားတောက်ကုန်ကားတွေနဲ့စတုံးစီကားတွေဟာလက်ရှိမဲတော်ပန်တော်ဘက်ကကျွန်းကုန်းကြေးရွာနဲ့ညောင်ခြေောက်ကြေးရွာတွေမှာပိတ်မိနေတယ်လို့လည်းပြောပါဗျ။ ဒေသခံတို့ကတော့စီကားတွေရောကုန်ကားတွေရောကျွန်းကုန်းနဲ့ညောင်ရှိတောက်ဘက်ပိတ်နေတာအမကစီတပေပါကို12သိန်းပဲရှိတာတဲ့သူတို့က KNPDF မြို့အနောက်ရှမ်းဘက်ကိုမပို့ခိုင်းဘူးပို့ရင်ဖမ်းပြီးလိုင်စာပို့မယ်ဆိုပြီးတော့ရှင်းလျှောက်ထားတယ်လို့သူကပြောပြပါတယ်။ဒါအပြင်ကုံစီကူတန်းခွင့်ပိတ်ပင်ထားတာကြောင့်ရှေတော်စိတ်ကမ်းမှာကျဲဥ3လုံး1000ကျင်းနဲ့ကျဲတုံလေးတပိတ်တာ4000ကျပ်ကျဲတုံမြို့တပိတ်တာ9000ကျပ်စားတပိတ်တာ2000ကျပ်အထိဈေးနှုန်းတွေအဆက်မတန်မြင့်တက်နေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကစတင်၍ အင်းတော်ဗမောက်ပြူဟာလမ်းအပဝင်တခြားသောလမ်းမိုက်အားလုံးကိုရက်အကန့်အသတ်မရှိအင်းတော်မြို့နယ်ပကဖမှာပိတ်ထားသလိုဗမောက်မြို့နယ်ပအဖကလည်းအင်တာနက်တွေနဲ့ကုန်စည်ကူးတန်းခွင့်တွေကိုအကန့်အသတ်မရှိပိတ်ပင်ထားပါတယ်။အဲဒီနောက်ဗမောက်မြို့သိန်းတိုက်ပွဲဟုဆိုကာကရှင်လက်နက်ကိုင်အဖွဲ့ KNYPD ရဲ့ကဒူအမီတို့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးလက်ရှိရှိန်တီချန်နီမျိုးသားများတပ်မတော် SN နေနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်။ဗမောက်မြို့အနောက်ဘက်ရှမ်းကို73စီနဲ့ကုန်စည်ကူးတန်းခွင့်ပိတ်ထားတာကြောင့်ဒေသခံရှမ်းနေကဒူနဲ့ဗမာတွေအပြင် ရွှေပြောင်းလုံသမားအများပြအခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်လို့လည်းဒေသခံတို့ကပြောပြပါဗါတယ်။တကယ်တော့သူတို့ကုလို့လောက်တာကပြည်သူတွေကိုနှိပ်စက်နေတာပဲ။ဒီမှာကအဆန်နေတွေပဲနေတာမဟုတ်ဘူးလေ။ပြည်သူတွေတောင်းနဲ့ရှိပြီးနေကြတာ။ Homeland ဘက်ကလည်းဒီဘက်ကိုပဲအထီးကအမိပြုတ်နေတာ။အခုကသူတို့တွေကအခုလို့လုံတော့ဒီကလူတွေအောက်ရှိလူရန်သားတွေကအစဒုက္ခရောက်ကုန်တာပေါ့။လက်လို့လက်စားတွေအရန်ဒုက္ခရောက်တယ်လို့သူကပြောပြပါဗါ။ဒါအပြင်ဗမောင်မျိုးအနောက်ဘက်ရှမ်းတို့ရောက်ရှိနေတဲ့စစ်ဘေးရှောင်အိမ်တော်စု685အိမ်လူရည် 4916ဦးရှိနေပြီးချမ်းနေမျိုးသားများတက်မတော် SN ချမ်းနေစာပေနဲ့ရိုးရရင်ကျေးမှုကော်မတီကရုရပ်ဖက်အဖွဲ့စည်းစီလုံငန်းရှင်တွေနဲ့ဒေသခံချမ်းနေတို့ကကူညီထောက်ပံ့မှုတွေရှိနေတယ်လို့သိရပါတယ်။သို့တော်လည်းစပေးဆောင်ကာလရှေကြာလာမှုနဲ့အတူကုန်စည်တည်ယူခွင့်တွေပိတ်ပင်ထားတာကြောင့်ဗမောမြို့နောက်ဘက်ရှမ်းမဒေသခံပြည်သူတွေနဲ့စပေးဆောင်တွေအတွက်စသုံးစီစားတော့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြုံတွေ့နေကြရတယ်လို့သိရပါတယ်။